်ဒီမှာတိမ်ပန်းဆိုလေကုံကြအလူးမီးဆိုများလားညီမကျွန်မလည်းတိုက်ချင်လို့ပါအဲပိမ်ပန်းကပြောမဆွေကုံကြစရိတ်များတဲ့ theme ပါတယ်မဖြစ်လို့လဲဆိုရင်အမဆိုင်တဲ့အခါမှာပေါ့နော်ဒီတိုင်နေလေတိုင်နေဆိုရင်ကောင်းတဲ့တိုင်နေသုံးပေးမဖြစ်လို့လဲဆိုတော့နနစ်သုံးပြီဆိုတဲ့အခါမှာကကောင်းမသုံးဘူးဖြစ်တယ်လို့ပဲသုံးမယ်ဆိုရင်နနစ်သုံးနေရတဲ့အခါမှာဆိုရင်နောက်တစ်ကြိမ်ပြန်ပြီးတော့ပြင်ဆင်ရတယ်ပေါ့နော်အဲ့ဆိုရင်ခဏလေးနဲ့အဲဒီပြင်ဆင်တဲ့စရိတ်လေးကုန်တယ် ดาโรตุกจ้าเยอโม ดีตายก็ก็อัลมีโอลูดอ๋อเยกะดิกาสุรอเอราอินสูงเออเสยิเยกสยิกะเอกันนี่ซะตัวบีเอกันนี่ตัวบีสมัยนี้มันมีเรืดิแท้ปิ่นโพมีเรื่องก็ก็ปิ่นโพบะสรอตุกจ้าเนิเสชิยาสุเอ่อเสยาสุในนเ2งเ0ยาสุต30แเราไข่เนี่ยดีตะคาดีตะเคนไซเท้ได้คํามาสุยอเราไข่เนี่ยสุรอ ကိုတေးချာချာပြရမယ်အရင်များပါလိမ့်မယ်ပန်းပစ်နေလေကိုတုံးနေပေါ့မူတည်တယ်ဗောဈေးပေါ်တာတုံးမလားဈေးချို့တာတုံးမလားဈေးတင်တာတုံးမလားအကောင်ဆုံးကလူကြိုက်များတဲ့ပန်းပစ်ကိုတုံးစေချင်တယ်ဗျဖြစ်လို့လဲဆိုရင်ကိုကခဏလေးနဲ့ငွေပြန်ပေါ်စေတယ်လေငွေပြန်ပေါ်စေတယ်ဆိုတော့အဓိကငွေမမြန်ပေါ်စေဖို့နဲ့အဲ့လိုမျိုးပေါ့နော်ငွေမမြန်ပေါ်စေဖို့ကကျတော့ဒီမျိုးကောင်းတွေကိုတုံးပေးအဲ့လိုမျိုးရှိရတချို့မျိုးဆိုရင်ဒီ အဲဒီငကမောက်ပိန်းတွေလေအမျိုးဆိုရအပွင့်တွေကအရန်လာတယ်ဘောဆိုအယောင်လေးကအစဒီအတူအရှိကအစပေါ်တော့လူကြိုက်များစီတယ်ကိုကိုတိုင်လည်းအဲ့ဒီအပင်ကိုရောင်းမဲ့ဆိုရင်မျက်နှာပန်းလာတယ်အမျိုးပေါ့စိတ်ပူစရာစိတ်ဟာတော့ကဖြစ်နေတယ်မို့တချို့လေဆိုပစ္စည်းရပစ္စည်းကောင်းမတုံးတဲ့အခါမှာဆိုရင်အဲဈေးမရောင်းရဲဘူးဆိုတဲ့မျိုးတွေရှိရပေါ့နော်အဲကြောင့်မို့တို့ကအရင်များတယ်စားလို့တဲ့အခါမှာဆိုရင်တိတိကျကျစားလို့ အဲဒီအမိုးတွေအရိတ်တွေအဓိကလိုအပ်တယ်ပြီးတော့ဒီမှာမြေပြင်ဖို့ဒီနွားချီးတွေမြေဆွေးတွေဖွဲတွေဖွဲပြရတယ်ဒီမှာလောက်ထားတဲ့လိုမျိုးဒီလိုလောက်ပြီးရင်စိုက်လို့ရပြီအဲ့လိုမျိုးစိုက်တနည်းဆိုရင်ဒီမှာကျွန်တော်ဖွင့်နိုင်ဒီမှာမနေ့ကဖွင့်နိုင်ဒီမှာတနည်းဆိုရင်ဒီတပင်းနုံးလေဒီတပင်းနုံးဆိုရင်သူရှစ်ကျင့်ပွင့်တယ်သူက45ရက်တစ်ကျင့်ပွင့်တယ်လေ အဲ့ဆိုရှစ်ကျိတ်နုံလို့ဆိုရှစ်တီးစားပေါ့တမင်းကိုရှစ်တီးစားအဲ့ဆိုရအကုန်လုံးသခင်လုံးဆိုရင်တော့တပတ်တခါခူရတယ်သခင်လုံးဆိုအပင်တိုင်းတပတ်တခါမဟုတ်ဘူးနော်ဒီရှိသမျှအပင်ထဲမှာဆိုရင်တပတ်တခါခူလို့ရတယ်အမျိုးဆိုပြန်များဖြစ်တနည်းကို52ကျိတ်ခူလို့ရတယ်မြို့ပုံမှန်ဆိုရင်ဝန်ထမ်းလားဆိုရင်တနည်းကို12ကျိတ်12လားဆို12ကျိတ်လားဆိုရတယ်တရားကကျတော့52ကျိတ်ခူရတာပေါ့နော်ကွာ10ရက်တခါခူမဲ့ဆိုရင်36ကျိတ်ခူလို့ရတယ် ယောင်အကောင်းဆုံးကဒီနကမောက်ပင်းနကမောက်ပင်းကအယိုးရှိတယ်လीနော်အမျိုးဆိုရင်လူကြိုက်များတယ်ဒီတတိုင်းမှာတော်တော်စိုက်ကြတယ်ပေါ့